မနက်ဖက29ရက်နေ့နေကြမယ်နေကြမယ်ဆိုတဲ့အတွက်ကြောင့်စနေသားစနေသားသမီးတွေအထူးတတိထားရမယ်အစားအသောက်အနေထိုင်အတွက်ကတော့ခုနှစ်သားသမီးအကုန်လုံးတတိထားပါ အစားအစိတ်တင်တာအကူလာဇန်းနော်တကူလာဇန်းတရက်နေ့ကစနေနေ့သွားကြနေပါတယ်စနေနေ့သွားကြနေဖြစ်ဆိုအကုန်လုံးခြုံပြီးတော့ကြိုးရီဟောမိတ်ဆရာလေးထုတ်လိုက်ပါတယ်မကောင်းတဲ့အရာတွေအရင်ပြောမယ်နော်တတိထားပြီပါ တဲ့ချက်လူသားတွေအားလုံးချက်ချင်းတရားရဲ့ညော့နေမုံချင်းတရားရဲ့လာလိမ့်မယ်။စကားပြောဆိုတဲ့အခါမှာစိတ်တွေကြမ်းတမ်းလာမယ်။လုံဝန်းကန်ကန်နဲ့အစင်မပြေအစအရာအစင်မပြေသည့်တွေ့ကြုံမှုလို့ဒေါသမာမာနတွေပါကြမယ်။အပြောအဆိုတွေရိုင်းပြကြမယ်။လူတွေတေကြမယ်။နော်။ကိုကျွန်တော်တို့ငလျင်ပေါ့နော်တော်တော်ကြီးပေါ့မန္တလေးစကိုင်းဘက်မှာတော်တော်လှုပ်သွားတယ်အဲ့ဒီအတွက်ကြောင့်ငလျင်လှုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရာမူးတယ်ပေါ့နော်အရင်မူးပြီးတော့မူးတယ်လို့ခံစားရတယ်မူးတယ်လို့ခံစားပြီးငလင်တုတ် ပြီးသွားတဲ့အချိန်မှာတော့ engine နဲ့တချို့ကျတော့ and ဖြစ်တယ်ပေါ့နော်ချို့ကျတော့ခဏနေပျောက်သွားတယ်ဒါပေမဲ့မပျောက်ဘဲနဲ့ကြံနေမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်တင်လဲပေါ့ဘယ်လိုလုပ်ရမလဲဆိုရင်တော့ဗျာ ါပါမွေး channel လေးကချွတ်ချလိုက်ပါတယ်မိုးကုတ်တဆက်ပြခြင်းနဲ့ပြူလေးကတော့ဒီကနေ့29ရက်နေ့စနေနေ့မှာပေါ့နော်နေကြခြင်းဖြစ်ပေါ်မယ်ဆိုပြီးတော့ပြောထားရပါတော့ဒါကြောင့်မလို့နေကြခြင်းဖြစ်ပေါ်လို့ရှိရင်ဘလူတွေနေထိုင်သင့်လဲစောက်ရရှောက်ရအချက်တွေအများကြီးကိုပြပြပေးထားရပဲဖြစ်ပါတယ်ကြီးတယ်မျိုးတွေလည်းဘ ഹു တရရစီမဲ့ပြူလေးတစ်ပုတ်ပဲဖြစ်ပါတယ်ပြူလို့မှဆိုလို့ရှိရင်တော့ငလင်ရလည်းနောက်ထပ်ထပ်လုပ်ဖို့အစီအစဉ်နေရှိရပေါ့နော်ဒါကြောင့်မလို့ငလင်လုပ်လို့ရှိရင်ဘလူတွေနေထိုင်သင့်လဲငလင်လုပ်ပြီးတော့လို့ခေါင်းတွေမူတာအန်လာဒါတွေကိုဘလူတွေကုရမလဲဆိုပြီးတော့ပြောလာတဲ့အကြောင်းတွေအများကြီးပါတယ်ပေါ့နော်ပြူလေးကိုစောက်ရလက်ပဲကြည့်ရှုပေးဖို့ဖိတ်ခပါရှိပြူလို့မှဆို ဆိုလို့ရှိရင်တော့ကြည့်တဲ့မျိုးအတွက်လုံးဝဗဟုသုတရစေမယ့်အကြောင်းတွေအများကြီးပါမို့လို့ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကျော်စင်းဖန်ပဲဖြစ်ပါတယ်မနေ့ကန29ရက်နေ့နေကြမယ်နေကြမယ်ဆိုတဲ့အတွက်ကြောင့်စနေသားသမီးတွေစနေသားသမီးတွေအထူးတတိထားရမယ်အစားအသောက်အနေထိုင်အတွက်ကတော့ခုနှစ်သားသမီးအကုန်လုံးတတိထားပါအစာအစိတ်တင်တာအစာနဲ့ပတ်သက်ပြီးဘေးဒုက္ခရောက်တာအစာကြောင့်ကျန်းမာရေးညံ့ပြင်းတာအဲ့လိုဟာမျိုးတွေ ဖြစ်သွားတတ်တယ်ကိုဝင်ဆောင်တဲ့နဲ့ကလေးအသက်ငယ်များကိုအထူးကိယူစိုက်ပေးဖို့လိုအပ်ပါတယ်အဲ့တော့မနက်ကထူးခြားတာစနေနေ့ဖြစ်တယ်ဂျူပြောင်းမယ်အဲ့ဒီအတွက်ကြောင့်နေကြချင်းဖြစ်ပါတယ်ကဲဒီလောက်ပါပဲခုကျွန်တော်တို့ငလီယင်ပေါ့နော်တော်တော်ကြီးပေါ့မန္တလေးစကိုင်းဘက်မှာတော်တော်လှုပ်သွားတယ်အဲ့ဒီအတွက်ကြောင့်ငလီယင်လှုပ်နေတဲ့အချိန်မှာကျွန်တော်တို့ရာမူးတယ်ပေါ့နော်အရင်မူးပြီးတော့မူးတယ်လို့ခံစားရတယ်မူးတယ်လို့ခံစားပြီးငလင်းလှုပ်ပြီးသွားတဲ့အချိန်မှာတော့ engine နဲ့တချို့ကျတော့ and ထွက်တယ်ပေါ့နော်တချို့ကျတော့ခဏနေပျောက်သွားတယ် ဒါမပြောက်ပဲနဲ့ကြံနေမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်တင်လဲပေါ့ဘယ်လိုလုပ်အောင်လဲဆိုရင်တော့ဗျာပထမဆုံးကတော့ကျွန်တော်က ဝဲဟိုက်ဒရိတ်တက်ပေါ့ရေတက်ကောင်းကောင်းလေးပြန်ဖြည့်မယ်ရာသီဥတုကလည်းတအားပြင်းအတွက်ကြောင့်ကျွန်တော်ဓာတ်စားတောက်တင်ပါနံပါတ်1ချက်ကဓာတ်စားကိုတောက်ပေးပါမယ်ဓာတ်စားမတောက်နိုင်လဲ Riety လို့ Shed တို့လိုမျိုးအချိုရည်လေးတောက်ပေးပါနံပါတ်2ချက်က Overset Counter Drag တွေဖြစ်တဲ့ဟိုပေါ့နော် Scenerizing လို့မျိုး Stugin ပေါ့နော်အဲ့လိုမျိုးအမှုပြေဆေးလေးတွေ B စစ်ပါတဲ့ဆေးလေးတွေနော်ဒီ Multivitamin ပါတဲ့ဆေးလေးတွေတောက်ပြီးတော့အမှုပြေလို့ရပါတယ်ခဏအနားယူရပါမယ်နေဘူးတဲ့လုံးဝထွက်လို့မရပါဘူးအဲ့ဒါဆိုရင်တော့ဂုဏလိုငလျင်တန်းပြီးသွားတဲ့အချိန်မှာကြုံရတဲ့ ခေါင်းမူသွားတာတို့เนาะခေါင်းအုံတာတို့အန်ဂျင်နာတို့မျိုးဖြစ်တတ်ပါတယ်။ဘာလို့ဆိုဒီနေ့ဆေးကန်းကိုငလင်းလှုပ်ပြီးတဲ့အချိန်မှာအဲ့လိုမျိုး symptom တွေနဲ့လူနာတွေအများကြီးရောက်လာကြလို့ပါ။အားလုံးကျန်းမာချမ်းသာပြီးတော့အထီးကအနေဆုံးနဲ့အမြန်ဆုံးပြန်ထူထောင်နိုင်ကြပါစေလို့ဆုတောင်းပေးပါရနော်။ချဲသူအားလုံးထပ်ပြီးတော့ထပ်ပြောပြမယ်။ဘာပြောပြမှာလဲဆိုတော့ဒီလာမဲ့เนาะတကြံเนาะအတကူလတကူလဇန်း နော်တကူလာဇန်တရက်နေ့ကစနေနေ့သွားကြနေပါတယ်စနေနေ့သွားကြနေဖြစ်ဖြစ်အကုန်လုံးခြုံပြီးတော့ကြိုရေးဟောမိတ်ဆရာလေးထုတ်လိုက်ပါတယ်မကောင်းတဲ့အရာတွေအရင်ပြောမယ်နော်သတိထားပြီးပါတဲ့ချက်လူသားတွေအားလုံးချက်ချင်းတရားရဲ့ရောက်နေမုံချင်းတရားရဲ့လာလိမ့်မယ်စကားပြောဆိုတဲ့အခါမှာစိတ်တွေကြမ်းတမ်းလာမယ်လုံငန်းကန်ကန်နဲ့အဆင်မပြေအစအရာအဆင်မပြေသည့်အတွက်ကြောင့်မို့လို့ဒေါသမာနတွေပါကြမယ်အပြောအဆိုတွေရိုင်းပြကြမယ် လူတွေတည်ကြမယ်နော်လူတွေတော်တော်များတည်ကြမယ်တည်တဲ့နေရာမှာမှ အမျိုးမျိုးတည်တဲ့အပြင်ကိုဇွဲချိုးချတည်တာမျိုးလေးတွေကိုကိုတတ်တည်တဲ့ပုံစံမျိုးလေးတွေတည်ကြလိမ့်မယ်နော်စနေတွေထုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပူတိုက်တွေများတယ် အဲနှစ်ဦးအစမှာစနေဖြစ်သည့်အတွက်ကြောင့်မို့လို့နှစ်ကုံတဲ့အထီကိုလူတွေတော်တော်စိတ်ထရမင်းဖရာတရားများများပို့လို့ပေးပါယာနာတွေဖြစ်မယ်ဝမ်းသွားတဲ့ယောဂရီလာလိမ့်မယ်စီယောဂရီလာလိမ့်မယ်အစာတောက်တွေမှားပြီးတော့ဆေးုံစည်းကမ်းတွေမှာ လူတွေများလိမ့်မယ်နော်မကောင်းတဲ့အရာကြိုပြောပေးရနော် ကိုရဲ့အိမ်နေရာတွေမြို့တွေနေတွေကို မကောင်းသောပရလောကသားတွေဝင်ရောက်ကြီးစိုးလိမ့်မယ် အမောင်ဘက်ချမ်းနေအားကောင်းလိမ့်မယ်เนาะတွေးတွေနေရာတိုင်းလိုတွေးတွေမြင်ရလိမ့်မယ်မီးလောင်တာမကြာခဏကြားရလိမ့်မယ်เนาะလေတွေမိုးတွေပြင်းထန်စွာလေလာလိမ့်မယ်เนาะမကောင်းတဲ့ရိုက်ဆရာလေးဒါအရင်ပြောပြတာစိတ်အားမလျော့သွားပါနဲ့ဒီလိုဖြစ်သည့်အတွက်ကြောင့်မူစနေနေ့စီးနေတာဖြစ်သည့်အတွက်ကြောင့်မူလို့တော်တော်များဂရုစိုက်ပါဖះကိုเนาะ အမြဲတမ်းဖရာတရားပို့လို့ပြီးဒီဝပရိဂါရာကိုရွတ်ဆိုပြီးပါတန်ဗုဒ္ဓဂါရာရွတ်ဆိုပြီးပါ24ပစ္စည်းရွတ်ဆိုပြီးပါဗုဒ္ဓမေတ္တရဏံအညာနှစ်ထိအဲ့ဒီဂါရာကိုရွတ်ဆိုပြီးပါ နောင်ခင်မွေးစေပါ့အမြဲတမ်းမပြဲညအယောင်နဲ့ကြောက်ပြီးအိပ်ပါတရဏဂုံတင်ပါမကောင်းတာတွေများသည့်အတွက်ကြောင့်မို့လို့အားမငယ်ကြပါနဲ့ ဖရာတရားမြဲကြပါเนาะဒီတော့ကြောင့်မို့လို့အပူထိုက်ကြီးများပါလိမ့်မယ်ခொနဲ့တိုင်းမြအားလုံးစနေနေ့နံကပထမောက်မှာစနေရှိနေသည့်တို့ကြောင့်မို့လို့ပူပါလိမ့်မယ်ပူလောင်မှုတွေရရှိပါလိမ့်မယ်စိတ်တွေဒေါသတွေကြီးမယ်ရံပွဲတွေတပ်ပွဲတွေသွေးတန့်ရဲရဲတွေเนาะအရာရာအဆင်မပြေမှုတွေအိမ်တော်ကြီးပြိုကွဲတာမျိုးလေးတွေတားနဲ့အဖเนาะတမိနဲ့ဟာ အမအီမတည့်တဲ့ဒီပုံစံမျိုးတွေလာပါလိမ့်မယ်ဒါကြောင့်အားလုံးကြိုးစားကြပါခင်ဗျာမလင်းလုံးနေပါလေဆိုမှတိုက်ပေါ်မှာထိုင်ပြီးတော့နေအောင်ပြီးပါမသိပြီးမလားမသိဘူးဆိုပြီးစောင့်လို့မရဘူးလေငလင်းကငါ ပြိုတော့ပါမယ်လို့အလန်းပေးပြီးလာတာမဟုတ်ဘူးငလင်ကဘာမှပြိုမှန်းလို့မရဘူးကျွန်တော်ဆိုလို့ရှိရင်ထမင်းစားရတဲ့လက်တော့မစေးဘူးဖက်နဲ့တော့မစီးဘူးဒီတိုင်းလမ်းမပေါ်ထွက်ပြေးတာမြင်နေတဲ့ဆိုတော့ပြေးရတာနီးတော့နီးတယ်ဒါပေမဲ့အပေါ်ကနေပြီးတော့ကြည့်နေတဲ့လူတွေကိုအံ့အားသင့်အသေးရနေတာတိုက်ပေါ်ကနေစင်းလာလေငလင်ကတော့သူ Richard Scale ဘလောက်ပါပဲဖြစ်ဖြစ်ဟာလာရန်ကုန်ကဖြစ်နေတဲ့လူပဲဖြစ်ဖြစ်ပြောမရဘူးလို့ ဟလာဆရာခုတ်လင်းလို့မရဘူးငလျင်လောက်တာကအသက်အိုးအိမ်စီးစိပုတ်ကနေပျောက်သွားမှာအိုက်တိုက်တွေမှာအောင်မန်းဟိုတယ်ဆိုလို့ရှိရင်ဟိုတယ်တစ်ခုလုံးပါသွားတာဟိုတယ်တစ်ခုလုံးပြိုသွားတာအဲ့ဒီမှာရှိတဲ့လူတွေတော့ကသူတို့ကဒါကဘာကြီးပြတ်သွားတာပဲမပေါ့ဖို့ဗျာငလျင်နည်းနည်းလေးလှုပ်တယ်ဆိုတာတိတာနဲ့ဘာမှမလုပ်နဲ့တမ်းပြီးအိမ်ပေါ်ကနေဆင်းသွားလိုက်အောက်ဆက်တွဲငလျင်လို့ခေါ်တယ် follow up quick stay ဒီနောက်ကလည်းခဏခဏတံမျိုးဖြစ်ဖို့ရတစ်ခေါက်လှုပ်ပြီးရင်နောက်ဆက်တွဲငလျင်နေ ဖြစ်တယ်အဲ့တော့တတိအများကြီးထားရမယ်တတိဆိုတာပိုတယ်မရှိဘူးအသက်ကိုညံဆောင်တယ်ငလင်တစ်ခေါက်လှုပ်ပြီးွားပြီဆိုရင်ပြီးွားပြီလို့မထင်ကြပါနဲ့တော့ငလင်လှုပ်တယ်ဆိုပြီးတော့ဝရဏတွေမှာထွက်မရက်ကြပါနဲ့အရင်ဆုံးပြူတာတွေကအဲ့အရှိပိုင်းတွေအရင်ပြူတာဟိုးနောက်ပိုင်းတွေအရင်ပြူမယ်ကျွန်တော်တို့ငလင်လှုပ်တယ်ဆိုပြီးတော့ဖုန်းတွေထုတ်ပြီးတော့ recording လုပ်နေမဲ့အစားခင်ဗျားတို့အဲ့ငလင်လှုပ်တဲ့ဗီဒီယို view များတာအရေးမကြီးဘူးလေ ကရင်အောက်ထဲဝင်ဝင်ထမင်းသားစပွဲရှိထမင်းသားစပွဲအောက်ထဲဝင်မဟုတ်ဘူးလားအချိန်မီရင်ချက်ချင်းအိမ်အပြင်ကိုထွက်ပြေးဒက်လီကရှိတဲ့တိုက်ကဒက်လီကမတုံးမဲနဲ့ဒက်လီကကငလျင်လှုပ်လို့ရှိရင်ဒီပြေးလိုင်းကညိပြီးတော့ဂျမ်းဖြစ်သွားရင်ခင်ဗျားဘယ်သူမှလာကယ်လို့ရမှာမဟုတ်ချက်ချင်းလက်ငင်းရတော့အဲ့တော့ရိုးရိုးလေကားနဲ့ဆင်းပါအထက်မြင့်တိုက်မှာနေရလူတွေပို့ပြီးသတိထားပါမပုံနေနေဟာလာအရေးကြီးတဲ့စာပြက်စာတန်းတွေ document တွေကိုတေချာတင်ထားပြီးတော့ ပါဝါဘန့်တွေဓာမီတွေအရေးပေါ်ပစ္စည်းတွေကိုကိုနဲ့အလွယ်ဆုံးနေရာမှာထားပြီးတော့ဟိုဟာဖြစ်ရမှာပေါ့အကျွတ်တင်ပြင်ဆင်ရမှာပေါ့နော်မဖြစ်တဲ့နေရာတွေမှာဖြစ်အောင်ရှူရှောင်းလို့ရတယ်အသက်ကိုညံဆောင်နေ ဒီချိန်မှာအများလုံးအားလုံးကိုပြောချင်ပြောချင်တာက manifestation ဆိုတာကပတ်စံကို manifest တော့လောက်ရတယ်လို့ကျွန်တော်တခါမှမပြောဘူးเนาะ manifestation is about abundance abundance ကို manifest လောက်ရတာ frequency ဆိုတာခမ frequently တွေးနေတဲ့အရာခဏခဏဒါပဲတွေးနေရင်ဒါဖြစ်မှာခဏခဏပူဆွေးတော့ကရောက်နေတဲ့လူကတော့ပူဆွေးတော့ကအစာရိုးကိုရမှာ ခဏခဏကောင်းတာလေးပဲပြောပြီးတော့ခဏခဏဟိုအပြုံးလေးနဲ့အမြဲတမ်းဘဝကိုရင်ဆိုင်နေတဲ့လူကသူကခက်ခဲမှုတွေကိုရင်ဆိုင်နိုင်တဲ့အင်အားကိုသူကပို့ရမှာအဲ့လိုမျိုးဆိုကောင်းတာတွေများများပြောပါကောင်းတာတွေများများလုပ်ရအောင်ပြီးတော့လူတွေအားလုံးပေါ်မှာမေတ္တာစေတနာထားပြီးတရားတွေအသိစံတွေအားလုံးပေါ်မှာမေတ္တာစေတနာထားပြီးတော့ဘေးရန်တွေတွေရနေပြီးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပေးနေတယ်အာ ကေဇယီလုတ်တီကိုကျွန်တော်တို့အားလုံးတစ်ဖက်တစ်လမ်းနေလောက်ရပါစေလောက်နိုင်ပါစေလို့အားလုံးနောက်ဗီဒီယိုမှာတွေ့ရပါဘောကြီးဆိုင်ကြပါ ဝက်ဗီဒီယိုလေးကိုစောင့်တိလိုက်ပါကြည့်ရှိပြီလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုထဲမှာဆိုလို့ရှင်တော့ကြည့်တယ်မြို့တဲ့လုံးဝဘ ഹു တ္တရာရစေမယ့်အကြောင်းတွေအများကြီးပါတယ်ပေါ့နော်ကော်မတီသေးတဲ့အချက်တွေလည်းပါတယ်ပေါ့နော်ကြည့်တယ်မြို့လေးဘ ഹു တ္တရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ဝက်ဗီဒီယိုလေးကိုစောင့်တိလိုက်ပါကြည့်ရှိပြီလို့အမျိုးရအားလုံးဘေးအန္တရာယ်အားလုံးကင်းရှင်းပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်နောက်ထပ်လည်းမိုးဆက်လီတဲ့နေဟာတာဗီဒီယိုလေးဘ ഹു တ္တရာရစေဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးမှာမို့မွေး channel လေးကို like and subscribe နဲ့တောက်ပို့တောက်ဆပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား